အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဗီတာမင် D3 နဲ့ဗီတာမင် K2 တို့အတူပေါင်းစပ်စားရင်ရတဲ့အံ့ဖွယ်အကျိုးထူးများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီတာမင် D3 အကြောင်းကိုဥဆုံးပြောအောင်ဗီတာမင် D3 ဟာအစီမံပျော်ဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်တယ်ဗီတာမင် D3 ဟာဗီတာမင် D ရဲ့အဓိက အမျိုးအစားနှစ်ခုအ ਨੇ က တစ်ခုဖြစ်ပြီးကြံတစ်ခုမှာဗီတာမင် D2 ဖြစ်ပါတယ်ဗီတာမင် D2 အကြောင်းကိုတော့ပြောပြပြီးပါပြီဗီတာမင် D3 ဟာနေရောင်ခြည်ဟာခရမ်းလွန်ရောင်ခြည် B နဲ့ထိတွေ့တဲ့အခါခန္ဓာကိုယ်ရဲ့အရေပြားကနေထုတ်လုပ်တဲ့ပုံစံဖြစ်ပါတယ်ဗီတာမင် D3 ကိုတိရစ္ဆာန်အခြေခံအစားအစာအချို့မှာလည်းတွေ့ရှိနိုင်ပါတယ်နံပါတ်1ဗီတာမင် D3 ရနိုင်တဲ့အရင်းမြစ်တစ်ခုကတော့နေရောင်ခြည်ဖြစ်ပါတယ်လူများစုတွေအ திக အရင်းမြစ်ဖြစ်ပါတယ် ခရမ်းလွန်ရောင်ကြီး B UVB ရောင်ကြီးဟာ အရေးပြားမှာရှိတဲ့ကိုလက်စတောနဲ့တူတဲ့ဓာတ်ပေါင်းတစ်ခုကိုဗီတာမင် D3 အဖြစ်ကိုပြောင်းလဲသွားပါတယ်။နံပါတ်2ဗီတာမင် D3 အစားအစာတွေကတော့အစီများတဲ့ငါ၊ဆယ်မွန်၊ငါ၊မက်ဂရယ်၊ငါ၊တူနာ၊ငါ၊ငါအသေးစီ၊ cod liver oil ၊ကြက်ဥအနှစ်၊အမဲအသေးတို့ကလည်းဗီတာမင် D3 ကိုရရှိနိုင်ပါတယ်။နံပါတ်3 အဖြည့်ထားတဲ့အစားအစာတွေကတော့နှုတ်၊ကွေကာအုပ်၊လိမ္မော်ရည်၊ဒင်းကျင်တွေကလည်းဗီတာမင် D3 ကိုရရှိနိုင်ပါတယ်။နံပါတ်၄ဖြည့်စွက်စာတွေကတော့ဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ဗီတာမင် D3 ဟာအစီမပျော်ဝင်တဲ့အစားအစာဖြစ်တာကြောင့်အစီပါဝင်တဲ့အစားအစာနဲ့တွဲပြီးစားသုံးပေးသင့်ပါတယ်။ဒီလိုဆိုရင်အကောင်းဆုံးပျော်ဝင်ပြီးကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။ဗီတာမင် D3 ဟာ ျန်းမာရေးအားလုံးအတွက်အရေးကြီးတဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်အထူးသဖြင့်အရိုးကျန်းမာရေးခုခံအားစနစ်နဲ့ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်အတော်များများမှာပါဝင်နေပါတယ်ဗီတာမင် D3 နဲ့ဗီတာမင် K2 ကိုတစ်ချိန်တည်းတောက်သုံးခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဗီတာမင် K2 နဲ့ဗီတာမင် D3 တို့ဟာအတူတကွာနီးနီးကပ်ကပ်အလုပ်လုပ်ကြပါတယ်ဗီတာမင် D3 ကဦးသိန်းထဲမှာကယ်လ်ဆီယမ်စုပ်ယူမှုအားပေးပါတယ် ီတာမင် K2 ကသွေးထဲကကယ်ဆီယမ်ကိုယူပြီးအရိုးနဲ့သွားတွေစီကိုပို့ဆောင်ပေးပါတယ်။ဒါအပြင်သွေးကြောတွေအဆစ်တွေနဲ့ကယ်ဆီယမ်မရှိတဲ့ကိုခန္ဓာရဲ့အခြားနေရာတွေမှာကယ်ဆီယမ်မရောက်အောင်ထိန်းသိမ်းပေးတဲ့ပရိုတိန်းဓာတ်တစ်မျိုးကိုလည်းလှုပ်ဆော်ပေးပါတယ်။ဗီတာမင် K2 မှာသွေးတွင်းတခြားဓာတ်ပုံမှန်ဖြစ်စေဖို့ထောက်ပံ့ပေးပါတယ်။အခြားဖြစ်နိုင်ရည်ရှိတဲ့အကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်။တိရစ္ဆာန်စီတွေမှာ ီတာမင် K2 ရဲ့ MK4 အမျိုးအစားရဲ့အဓိကရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဗီတာမင် K2 ရဲ့နောက်ထပ်အမျိုးအစားတစ်ခုဖြစ်တဲ့ MK7 ကိုတော့ cheese နဲ့အချင်ပေါက်ထားတဲ့အစားအစာလိုမျိုး အစားအစာတွေတဲကဘက်တီးရီးယားတွေကနေရရှိပါတယ်။အဆီများတဲ့အစားအစာတွေကိုလျှော့စားတဲ့လူတွေဟာဗီတာမင် K2 ချို့တဲ့နိုင်ကြီးရှိပါတယ်။ဗီတာမင် K2 ပေါ်ကျွယ်ဝတဲ့အစားအစာတွေကတော့မြက်စားနွားတို့ကရတဲ့ထောပတ် အခဲနဲ့အပြော့ချီစီကျဲ့အနှစ်ငန်းအသေးကျဲ့အသေးနဲ့အမဲအသေးဟော့တော့ဆယ်မွန်ငါးတို့ဖြစ်ကြပါတယ်တယောက်တယောက်ကဗီတာမင် K2 ဖြည့်စွက်စာကိုတောက်သုံးဖို့ရွေးချယ်မယ်ဆိုရင် MK7 အမျိုးအစားကိုထက်သွင်းစဉ်းစားသင့်ပါတယ်ဗီတာမင် D3 တထောင် International Unit IU ဒိုင်းအတွက်ဗီတာမင် K2 100 microgram mcg ောက်သုံးမှုအကြံပြုခြင်းပါတယ်ဗီတာမင် D3 နဲ့ဗီတာမင် K2 တို့အတူပေါင်းစပ်စားရင်ရလာတဲ့အံ့ဖွယ်အကျိုးတူးတွေကဘာတွေလဲအဲ့ဒါတွေကတော့နံပါတ်1အရိုးကျန်းမာရေးကိုမြင့်တင်ပေးတယ်တစ်တစ်ဗီတာမင် D3 ကကယ်ဆီယမ်စုပ်ယူမှုအားပေးတယ်ဗီတာမင် D3 ဟာဥဒိန်ကနေကယ်ဆီယမ်စုပ်ယူနိုင်ဖို့အရေးပါတဲ့အခမ်းအနားမှာပါဝင်ပါတယ်ဒါဟာ အရိုးတွေတာမာပိုးနဲ့ထိမ့်သိမ့်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်တင့်နှင့်ဗီတာမင် K2 ကကယ်ဆီယမ်ကို အရိုးတွေစီပို့ဆောင်ပေးပါတယ်ဗီတာမင် K2 ကစုပ်ယူထားတဲ့ကယ်ဆီယမ်ကိုသွေးကြောထဲကနေအရိုးနဲ့သွားတွေစီကိုဓာတ်ရိုက်ရောက်ရှိအောင်လှုပ်ဆောင်ပေးပါတယ်ဒီလိုလုပ်တဲ့အတွက် အရိုးတိဆောက်မှုကိုအထောက်အကူပြုပြီး အရိုးသိပ်သည်းစာကိုတိုးတက်စေပါတယ်တစ်သုံးပျော်ပြောင်းတဲ့တ िश ူးတွေမှာကယ်ဆီယမ်စုပုံခြင်းကိုကာကွယ်ပေးပါတယ် ဗီတာမင် K2 ဟာ matrix GLA protein MGP လို့ခေါ်တဲ့ protein တက်တမျိုးကိုလည်းလှုပ်ဆော်ပေးပါတယ်။ဒါကသွေးလွှတ်ကြောတွေနဲ့အန္တရာယ်ဖြစ်စေနိုင်တဲ့အခြားတစ်ရှူးတွေမှာကယ်ဆီယမ်စုပိုအနေကြချင်းအန္တရာယ်မှာတားဆီးပေးပါတယ်။ဒါ့အပြင်သွေးကြောတွေရဲ့ဆွဲဆန့်နိုင်စွမ်းကိုထိန်းသိမ်းပေးပါတယ်။တစ်လေးအရိုးပွားယောဂါနဲ့အရိုးကျိုးနိုင်ခြေကိုလျှော့ချပေးပါတယ်။ဗီတာမင် D3 နဲ့ K2 တို့ဟာ အတူတကွလှုပ်ဆောင်ခြင်းအားဖြင့်အယိုးပွားယောဂါအာနယ်ပြီးကျိုးလွယ်တဲ့အယိုးတွေကိုကာကွယ်ခြင်းလုပ်နိုင်တယ်လို့ကုတာခြင်းလည်းလှုပ်ဆောင်ပေးနိုင်ပါတယ်အထူးသဖြင့် တွေးဆုံနေပြီးဖြစ်တဲ့အမျိုးသမီးတွေမှာအယိုးကျိုးနိုင်ခြင်းကိုလျှော့ချရမှာပိုမိုထိရောက်နိုင်တာကိုတွေ့ရှိရပါတယ်နံပါတ်1နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုတိုးတက်စေတယ်နှစ်တဲ့ တွေးလွတ်ကြောတွေမှာကယ်ဆီယမ်စုပုံခြင်းကိုကာကွယ်ပေးပါတယ်။ဗီတာမင် K2 ရဲ့တွေးလွတ်ကြောတွေမှာကယ်ဆီယမ်စုပုံခြင်းကိုကာကွယ်ပေးတဲ့အခမ်းကဏ္ဍဟာနှလုံးသွေးကြောဆိုင်ရာသွေးကြောတွေထိန်းသိမ်းဖို့အရေးကြီးပါတယ်။တွေးလွတ်ကြောတွေမှာကယ်ဆီယမ်စုပုံခြင်းဟာသွေးကြောတွေတောက်တင်းမှကြောလာစေပါတယ်။ဒါကြောင့်သွေးတို့နှလုံးရောဂါနဲ့အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။နှစ်နှစ် ကျန်းမာတဲ့သွေးကြောလှုပ်ဆောင်မှုကိုအထောက်အကူပြုပေးပါတယ်။ဗီတာမင် K2 ဟာသွေးကြောတွေထဲမှာကယ်ဆီယမ်မစုပေါ်အောင် ထိမ့်သိမ်းပေးပါတယ်။ဒါ့အပြင်သွေးကြောတွေရဲ့ဆွဲဆန့်နိုင်စွမ်းကိုထိမ့်သိမ်းပေးပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေပါတယ်။နှစ်3ဗီတာမင် D3 နဲ့ဖြစ်နိုင်ခြေရှိတဲ့အပြန်အလှန်အားဖြည့်မှုတွေရှိပါတယ်။အချို့သုတေသနပြုချက်အရဗီတာမင် K2 ကလှုပ်ဆော်ပေးပြီးသွေးကြောတွေရဲ့ဆွဲဆန့်နိုင်စွမ်းကိုထိမ့်သိမ်းရမှာ အထောက်အကူပြုတဲ့ protein ဓာတ်တွေကိုထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်။ဒါဟာနှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါတယ်။သို့သွေးတွင်ကြားဓာတ်ကိုလျှော့ချပေးနိုင်ပါတယ်။လေ့လာချက်များအရဗီတာမင် D3 နဲ့ K2 တို့ကိုအတူတောက်သုံးခြင်းဟာဂလူးကို့စ်ပမာဏကိုလျှော့ချပေးပြီးအင်ဆူလင်ခန္ဓာရင်အားကို တိုးတက်စေနိုင်တယ်လို့ဆိုပါတယ်။ ံပါတ်၄ခုခံအားစနစ်ကိုအထောက်အကူပြုပေးပါတယ်ဗီတာမင် D3 ဟာကျန်းမာတဲ့ခုခံအားစနစ်ကိုအားပေးတဲ့နေရာမှာဒုတိယများပါတယ်အချို့သုတေသနပြုချက်တွေအရဗီတာမင် K2 ဟာလည်းခုခံအားလှုပ်ဆောင်မှုမှာပါဝင်နိုင်တယ်လို့ဆိုပါတယ်ပေါင်းစပ်အကျိုးတရားမှုနဲ့ပတ်သက်ပြီးလုံလောက်တဲ့ပမာဏရှိတယ်ဆိုရင်ကျန်းမာရေးကိုအထူးကောင်းမွန်စေတာကိုတွေးရှိရပါတယ်အချုပ်အားဖြင့် ဗီတာမင် D3 ကခန္ဓာကိုယ်ထဲမှာကယ်လ်ဆီယမ်လုံလောက်စွာရှိစေပါတယ်ဗီတာမင် K2 ကအဲ့ဒီကယ်လ်ဆီယမ်တွေမှန်ကန်တဲ့နေရာတွေကိုရောက်စေပါတယ်အထူးသဖြင့်အရိုးနဲ့သွားရည်စီဟုဓာတ်ရိုက်ရောက်စေပါတယ်မမှန်ကန်တဲ့အခြားနေရာတွေကိုမရောက်အောင်ထိမ့်သိမ်းပေးပါတယ်အထူးသဖြင့်သွေးလွှတ်ကြောတွေနဲ့ tissue တွေစီကိုမရောက်အောင်ကာကွယ်ပေးပါတယ်ဒီလိုအပြန်အလှန်အားပြည့်တဲ့လှုပ်ဆောင်မှုကဒီဗီတာမင်နှမျိုးစလုံးကို တူတောက်တုံးတာဟာတခုချင်းတောက်တုံးတာထက် ပိုမိုအကျိုးရှိနိုင်တာကိုထင်ရှားစေပါတယ်။အစားဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လည်းကြည့်ရှုနိုင်ဖို့ subscribe ကိုတင်ပြီးပေးထားပါလို့တရားရက်ပါတယ်။ like နဲ့ share လည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.